วัสดีครับอารมณ์แม่มิงลาครับเนี่ยอ่าคุณดีมาสรุปเลยเนาะ คุณน่ะเราจะเอ่ออไปที่ยีပြောသွားပြီးပြီเนาะအပိုင်းနေเนาะအာမကဆိုတော့အတအမကဆိုတော့ဗာလဲဆိုတော့ပြောသွားပြီးပြီเนาะ AI နဲ့အချိတ်ဆက်လေးတွေပေါ့เนาะအခုလဲ AI နဲ့ပတ်သက်ပြီးတော့မအမေးဖြစ်အမေးထားတယ်အတအမကဘယ်လိုလူတွေထားတယ်လဲဘာကြောင့်ထားတယ်လဲဆိုတော့ကျွန်တော်တခါ AI ရဲ့မေးမြန်းချက်လေးတွေကို AI ကိုမေးထားတဲ့မေးမြန်းချက်လေးတွေကိုဒီမှာပြန်လဲပြီးတော့ share လေးလုပ်သွားပြီးမှာဖြစ်ပါတယ် ဒီပြောထားတဲ့ share လေးစီစဉ်လေးတွေဟာအာ AI ရနေပြီးတော့မှဖြည့်ထားတဲ့အချက်လက်တွေဖြစ်ပါတယ်အာမဂန်ကုမ္ပဏီကနေပြောထားတဲ့အချက်လက်လေးတွေမဟုတ်သေးပါဘူးအဲ့သူကလည်းအဲ့အာမဂန်ကုမ္ပဏီကနေပြီးတော့မှများတော့အဖြစ်ပေါ့နော်သူတို့ထောက်ရှုပ်ပြီးတော့မှ live ပြီးတော့မှသုံးသပ်ပြီးတော့မှပြန်ပြောတဲ့အားလေးတွေဖြစ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်မေးထားတာကဘာလဲဆိုတော့အဲ့အာမဂန်ဘယ်လိုလူတွေထားတဲ့သလဲဘာကြောင့်ထားတဲ့သလဲအော်အဲ့ဒါကိုသူမေးထားတဲ့ခါမှာသူကအတ္တအမဂန်ဟာတဲ့လူတိုင်းအတွက်အရေးကြီးသောငွေကြီးအစီအစဉ်တစ်ခုဖြစ်ပါတယ်တဲ့ အထုသဖြင့်တဲ့เนาะအောက်ပါလူများတဲ့ပုံပြီးတော့အရေးကြီးတယ်ဘာကြောင့်အထအမကန်ထားတယ်လဲဆိုတာအောက်မှာဆက်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်တဲ့အဲ့တော့ဘလူလူတွေအမကန်ထားတယ်လဲတဲ့အဲ့တော့နံပါတ်1เนาะမိသားစုဝင်ရှိတဲ့သူတွေအဲ့တော့မိသားစုဝင်များအတွက်တဲ့ငွေကြေးအထောက်ပံ့ပေးရန်တာဝန်ရှိသူများเนาะအမကန်ထားတယ်ပါတယ်တဲ့ဥပမာအိမ်တော်တွေများเนาะခလေးရှိတဲ့သူများမိဘကို ဆောက်ရှောက်နေရတဲ့သူများဟိုကျွန်တော်ဆိုလို့စင်တာအာအိမ်တော်တွေပေါ့ဗျာဟုတ်တယ်မလားနောက်တစ်ခုကဟောမှာခလေးလေးရှိတယ်ဗျာအာမှာနောက်တစ်ခုကကျွန်တော်မှာမိဘကိုဆောက်ရှောက်ရတဲ့သူတွေရှိတယ်ဒါဆိုလို့စင်ကျွန်တော်ဟာအာမကန်ထားတဲ့သူဖြစ်ဖို့လိုပါတယ်ဒါအောင်ပြောချင်တာပေါ့နော်အဲ့တော့ငွေချေးအရင်းကြီးရှိသူများဟောငွေချေးအရင်းကြီးမြုံနှံမှုလှုပ်လို့သူများဟာအတွက်ကတော့အတွက်လေတဲ့အတအာမကန်ရေရှည်မှာဆိုလို့စင်ငွေချေးအကျိုးကျေးဇူးများရရှိနိုင်တော့ရွေးချယ်စရာတခုဖြစ်ပါတယ်တဲ့ တော့ယင်းညွတ်နယ်မှုတွေလုံနေရဲလုံနေတာဖြစ်တဲ့အတွက်တော့အထက်ဘက်မှာလည်းအာမခံထားဖို့လုပ်တယ်ဥပမာအာအာမခံတဲ့ပတ်သက်ဟိုနေငွေကြေးယင်းညွတ်နယ်မှုတွေလုံနေတဲ့ဆုံရှုံမှုတွေရှိလာရင်တော့လကောင်းအာခက်ခဲတွေရှိလာရင်တော့ကောင်းပြဿနာတွေရှိလာရင်တော့ကောင်းနောက်တစ်ခုကကိုကတစ်ခုခုဖြစ်ခဲ့ရင်တော့လကောင်းဒီလိုမျိုးတွေချင်းဒီမျိုးမှာဒါအာမခံထားတဲ့သူတွေဆိုလို့ရှိရင်တော့ဒါအဲဒီအရာတွေကိုပြန်ပြီးတော့အထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်အာနံပါတ်3အကျွေးရှိသူများဟုတ်အကျွေးရှိသူများလည်းဒီတိုင်းပဲပေါ့နော် HMP အကျွေးကားအကျွေး နော်စီးပွားရေးအကျွေးနော်ဒါတွေရှိတယ်နော်သူများကမမျှော်လင့်ထားတဲ့အခြေအနေတွေမှာ မိသားစုကအကျွေးဝင်တော့ဝင်ဖို့မဖြစ်စေဖို့အတွက်အတ္တအမကန်ထားတင်ပါတယ်ဥပမာကျွန်တော်တို့ကအကျွေးယူထားတယ်ဗျာအကျွန်တော်တခုဖြစ်သွားတယ်ဖြစ်သွားတဲ့ခါကျတော့ဆိုရင်ဒီကျွန်တော်ယူထားတဲ့အကျွေးတွေကိုကျွန်တော်တို့ရဲ့မိသားစုတွေကဝင်တော့ဝင်ဖို့အဖြစ်နဲ့တာဝန်ယူရမယ်ဒါတော့အမကန်ထားတာချင်းအဖြစ် တော့ဒီဝေးတွေကိုကျွန်တော်တို့ရဲ့မိသားစုတွေမြည်ရတော့ကျွန်တော်တို့ထောက်ပံ့နေတဲ့ကျွန်တော်ရဲ့မိဘတွေကလည်းဒီတာဝန်ကိုယူစရာမလိုတော့ဘူးเนาะအာမဂန်ကုမ္ပဏီအာမဂန်ထားရတာဖြစ်တဲ့အတွက်အာမဂန်ကုမ္ပဏီကရရတဲ့ novel beneficiary ကိစ္စတွေနဲ့ပြန်ပြီးတော့အဲ season ဆောင်ရွက်နိုင်တယ်ပေါ့เนาะအဲ့တော့နံပါတ်၄စီးပွားရေးလုပ်ငန်းရှင်များစီးပွားရေးလုပ်ငန်းရှင်များဆိုလို့ဆိုရင်လုပ်ငန်းရဲ့ငွေကြေးလုံခြုံမှုအတွက်ကိုတဲ့အတအာမဂန်ထားတင်ပါတယ်တဲ့ဟုတ်เนาะစီးပွားရေးလုပ်ငန်းရှင်တွေเนาะအတ